ဝဇိန်းတို့ရွှေမန်းတင်မောင်တို့ရက်ကွက် NECD region ရဲ့ price ဘူးက0ပါတဲ့ရှေးရှေးနှစ်တွေတော့ကျွန်တော်ဒီ total price ဘူး3000လောက် USD ဒေါ်လာ3000လောက်ရတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်မှာ price ဘူး no cash ဖြစ်သွားပြီးတော့ဓမာစုရရှိရဲ့အသင်းကို diamond 2000ပြီး diamond 2000တော့ဖြစ်ပါတယ် diamond 2သိန်းပြီးမှာပဲဖြစ်ပါတယ်တွေးကြည့်ရင်တော့ professional player တွေဖြစ်ကြတယ်ဒီ fried chicken တို့ဟွန်းတို့မဘဇိန်းတို့အတွက်နည်းနည်းခက်ခဲမဲ့အနေအထားတစ်ခုဖြစ်တယ်ဗျာသူတို့ရဲ့ region regional lead တစ်ခုဖြစ်တဲ့ NACD region က no price ဘူးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒီကနေပြီး slot တစ်ခုရမယ်သွားပြိုင်နေဆိုလို့ရှင်ဒါ e-sport world cup အောက်မှာကျင်းပတဲ့ MSC ကိုသွားပြိုင်ရမယ် MSC ရောက်တဲ့ဆိုလို့ရှင်တော့တို့နေနေ price ဘူးတေချာပေါ့ရမှာဖြစ်တယ်ဗျာရှေးရှေးက TikTok ဘန်ခံလိုက်ရတဲ့နေတူ mobile legend ခဏတာဒါပိတ်ခံလိုက်ရတယ်အဲဒီကြားမှာလည်းတို့ရဲ့ NACD region ဘက်ကိုအယုံစူးစိုက်မှုတွေနေငယ်ယော်နေလာတယ်ပေါ့နော် moon back က CD 2025 price ဘူးကတော့ကျွန်တော် 0k ပြီးတော့ diamond တွေပဲပြီးမှပဲဖြစ်ပါတယ်။ညီကိုတို့ရော NCD region ကိုဘယ်လိုမျိုးထင်လဲ? Mobile Zain တို့ fried chicken ကိုဟုံးလို့ရောအနားယူသွားမယ်လို့ထင်လားအောက်က comment section အောက်မှာဝေယံဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တို့တော့ sc4 တွေမှာဖြစ်ပါတယ်